လက်ရှိကမ္ဘာတစ်ဝန်းမှာပြင်းထန်တဲ့အပူလိုင်းတွေနဲ့လေတုညင်ညမ်းမှုတွေကြောင့်လူတွေရဲ့ကျန်းမာရေးထိခိုက်နေကြပြီးကမ္ဘာရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ရဲ့တက်ရောက်မှုတွေကိုအချိန်နဲ့တပြေးညီကြုံတွေ့နေရပါတယ်။ပြီးခဲ့တဲ့ဗော်ဒိုဟူးနေကထုတ်ပြန်ခဲ့တဲ့2025ခုနှစ်လန်ဆန်ကောင်တောင်ကျန်းမာရေးနဲ့ကမ္ဘာရာသီဥတုပြောင်းလဲမှုအစီရင်ခံစာမှာ ခြေအနေဟာအရင်နှစ်တွေကထက်ပုံမဆိုးရွားလာတာကို တွေ့ရှိဖော်ပြထားပါတယ်။ Climate change risks on health ကမ္ဘာရာသီဥတုပြောင်းလဲမှုကြောင့်လူတွေအတွက်ကျန်းမာရေးအန္တရာယ်၊ကျမတို့ရဲ့ကျန်းမာရေးနဲ့ဘဝတရားဝါပြောမှုအပေါ်ချိန်ချောက်မှုတွေဟာပိုပိုပြီးတိုးပွားနေပြီးကျမတို့စောင့်ကြည့်နေတဲ့အညွှန်းကိန်းအများစုမှာစံချိန်တင်မြင့်မားတဲ့အဆင့်ကိုရောက်ရှိနေပါတယ်။ လူသားတွေရဲ့ကျန်းမာရေးနဲ့ဘဝတာယာဝပျော်ရည်ကိုအကာအကွယ်ပေးနိုင်မယ်လူအပ်တဲ့ရာသီဥတုဆိုင်ရာလှုပ်ဆောင်ချက်တွေကမ္ဘာနိုင်ငံတွေအရင်ကပေးခဲ့တဲ့ဂရီကိုတွေကနေနောက်ပြန်ဆုတ်နေတာကိုလည်းကျမတို့တွေ့မြင်နေရပါတယ်လို့လန်ဆန်ကောင်တောင်းကျမ်းမာရေးနဲ့ရာသီဥတုလေ့လာရေးအဖွဲ့ကြီးရဲ့အမှုဆောင်ဒါရိုက်တာကပြောဆိုပါတယ်ဘရာဇီးနိုင်ငံမှာကျင်းပမဲ့ COP30 ကမ္ဘာရာသီဥတုညီလာခံကြီးမတိုင်ခင်တပတ်အလိုမှာထုတ်ပြန်ခဲ့တဲ့ဒီအစည်းအဝေးကစားမှာ1990ပြည့်နှစ်တွေကစလို့တိုးမြင့်လာတဲ့ကမ္ဘာအပူဒဏ်ကြောင့် ေဆုံးသူဥယီဟာ23ရာခိုင်နှုန်းတိုးလာခဲ့ပြီးနှစ်စဉ်လူ9သိန်း4600အထိရှိလာတယ်လို့ဖော်ပြထားပါတယ်တော်မီလောင်ကျွမ်းမှုမိခိုးတွေကြောင့်2024ခုနှစ်မှာလူပေါင်းတသိန်း9400စံချိန်တင်သေဆုံးခဲ့ရပြီးရုပ်ကျွင်းလောင်စာထွက်မိခိုးတွေနဲ့ဆက်ဆက်ပြီးတော့လဲတနှစ်ကိုလူ1.5တန်းသေဆုံးခဲ့တယ်လို့အစိုးရကဖော်ပြပါဗျ။အခုနှစ်ကော့ပတာတီကမ္ဘာရာသီဥတုညီလာခံကြီးမှာ ရာသီဥတုကြောင့်ကျန်းမာရေးဆိုးကျိုးတွေပုံမဆိုးရွားလာနေတာကိုကင်တွယ်ဖြေရှင်းနိုင်ရင်အဘိဘေပြေးွားတဲ့လှုပ်ဆောင်ချက်တွေပေါ်ဆောင်ကြဖို့ကမ္ဘာကောင်းဆောင်တွေကိုကျွမ်းကျင်သူတွေကတိုက်တွန်းနေကြပါတယ်။ So we need well articulated ဒါကြောင့်ပထမဦးဆုံးအနေနဲ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့လမ်းလျောညီထွေဖြစ်အောင်နေထိုင်ဖို့လိုအပ်ပါတယ်။ပြီးတော့ကုသယောဂပြန်ပွားမှုအနေနဲ့ရာသီဥတုပြောင်းလဲမှုကြောင့်ကျန်းမာရေးဆိုးကျိုးတွေကိုလျှော့ချနိုင်ဖို့အတွက်ကမ္ဘာနိုင်ငံတွေအားလုံး ကျမ်းမာရေးစနစ်တွေကောင်းမွန်ပြီးလက်လျောညီထွေဖြစ်အောင်အားဖြည့်နိုင်မယ်။ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအထောက်အမှုတွေလိုအပ်ပါမယ်။ဒီအတွက်ငွေကြေးရမုံငွေတွေအသိပညာပူးတူတာနဲ့အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်ပါတယ်။ဒီစကားကိုဘီလီယနာပရာဟိတသမားကြီးဘီဂတ်ကလည်းထပ်လောင်းအားဖြည့်ပြောကြားပါတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့ကသူ့ရဲ့ blog post မှာ ဒီကော့တာတီရာသီဥတုညီလာခံကြီးဟာလူသားတွေရဲ့ဘဝတာယာဝါပြောမှုရေးကိုဗဟုပြုပြီးဆင်းရဲထိခိုက်လွယ်တဲ့နိုင်ငံတွေရဲ့ကျန်းမာရေးနဲ့စိုက်ပျိုးရေးကိုပုံမကောင်းမွန်အောင်ဆောင်ရွက်ရေးအာယုံစိုက်တဲ့နယ်လို့တိုက်တွန်းရေးသားခဲ့ပါတယ်ခင်ဗျာ